မင်္ဂလာပါရှင်လွိုက်ကော်မှာစစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်မယ်ကိုစလဲလောင်းတွေ ရုတ်ထွက်ပြမဲဆွယ်စီယုံနေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနေပြည်နယ်မြို့တော်လွိုက်ကော်မှာစစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်မယ်ကိုစလဲလောင်းတွေရုတ်ထွက်ပြမဲဆွယ်စီယုံရေးတွေလှုပ်ဆောင်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်ခရနီပြည်နယ်အတွင်းမြို့နယ်များတွင်စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကရားပြည်နယ်ပြည်တွပါတီ KYSPP ၊ကျန်းဖို့ပါတီ USDP တို့က ကိုစလဲလောင်းရှုပ်ပုံတွင်တဲ့အတူဆိုင်းပုတ်တွေထောင်းပြီးစီယုံရည်တွေလှောက်ဆောင်နေတယ်လို့တည်ရပါတယ်။ဒါအပြင် KYSPP ပါတီကလည်းစစ်တပ်ကာလွန်အကြံပေးအဖွဲ့ဝင်စောတန်နီရဲ့အပါအဝင်ဒီမော့ဆို လွိုက်ကောဖရူဆိုတို့မှရွေးကောက်ပွဲ ရှင်ပြိုင်မဲ့ကိုစလဲရှုပ်ပုံတွင်တဲ့ဆိုင်းပုတ်ထောင်းထားပါတယ်။အဆိုပါတိရခန်ကိုစလဲတွေကရခင်ကနမဲတွေသာကျင်ညာထားပေမဲ့ ရွှေကောက်ပွင့်နှီးချိန်မှာရုတ်လွန်ပြသချင်းဖြစ်ပါတယ်။စတက်ကပြုလုပ်မဲ့ရွှေကောက်ပွင့်မှာဒေတာခန်တိုင်းတာပါတီဖွဲ့စည်းပြီးကိုစလဲအဖြစ်ဝင်ရောက်ရှင်ပြိုင်တဲ့တူတွေကိုခရနီတော်လိုင်းတပ်ဖွဲ့တွေကအမျိုးသားသက်စာဖောက်အဖြစ်ဝေဖန်ပြောဆိုထားပါတယ်။အဲ့ဒီရွေးကောက်ပွဲပါတီတွေကပြီးခဲ့တဲ့နိုဝင်ဘာလပထမပတ်အထိခရနီပြင်းတဲ့အတွင်းမဲဆွယ်စီယုံချင်းတွေမပြုတ်လုံနိုင်သေးဘဲပြီးခဲ့တဲ့ရက်ပိုင်းမှာတာ လွိုက်ကောမှာစည်ယုံရေးစတင်ပြစ်လုလာနိုင်တာဖြစ်ပါတယ်။အာနာတင်းစတက်ကနိုင်ငံရေးထွက်ပေါက်ရရှိဖို့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးလွိုက်ကောဒီမော့ဆိုဖူးဆိုဘောလခဲတို့မှာကျင်းပမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ခရနီပြင်းတဲ့အတွင်းစတက်ရွေးကောက်ပွဲကို K1SPP ပြည်တော်စုစံခံရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP ပြည်သူ့ရှစ်ဆောင်ပါတီ PPP တိုင်းတာစီလုံးငင်ယူရေးပါတီတာဆိုင်ရပါတီတို့ကကိုစလေ89ခုရှင်ပြန်มาဖြစ်ပါရရှင်။